ီနေရာကတော့လွန်ခဲ့တဲ့နှစ်30ကတည်းကအစိုးရသုံးမိုးခေါင်ရေရှားမှုတန်းကိုခန်းစားနေရတဲ့စွန်နန်ဒေတာကရေလောင်ကန်တစ်ခုရဲ့ပုံရိပ်ပါအခုတော့ဒီရေလောင်ကန်ထဲမှာရေမရှိတော့တာကြောင့်ငါးတွေအလုံးလဲတေကုန်ကြပါပြီစွန်နန်ဒေတာကနေဟာတောက်သုံးရေလုံလောက်စွာမရရှိတာကြောင့်မိသားစုတစုအတွက်တရက်စာရေရရှိဖို့အတွက်တောင်းရုန်းကန်နေကြရပါတယ်ဒေတာကနေကတော့အရှိပင်လေကငကားပရင်ကိုပူဇော်ပသပြီးတော့မိုးကောင်းကောင်းရွာပြီးရေဖြည့်ပေးဖို့ဆုတောင်းနေကြပါတယ် မကြသေးမီကစန်ချီဟန်နန်နဲ့ကန်ဆူပြည်နယ်တွေမှာပြင်းထန်တဲ့မိုးခေါင်ရေရှားမှုဒဏ်ကိုခံစားနေရပါတယ်။ရေလောင်ကန်ရဲ့ရေမျက်နှာပြင်ကအဆိုးရွားဆုံးကျဆင်းသွားခဲ့ပါတယ်။စိုက်ပျိုးမြေတွေက6သွေးအကွဲပြီးသီးနှံတွေကလည်းပြင်းထန်တဲ့အပူဒဏ်ကြောင့်ညှို့နှံနေပါတယ်။စန်ချီပြည်နယ်ရေရင်းမြစ်ဌာနရဲ့မေလ12ရက်နေ့ထိစစ်တမ်းတွေရဧက8300ကျော်စိုက်ပျိုးမြေတွေမိုးခေါင်ရေရှားမှုဒဏ်ခံစားနေရပါတယ်။ အချို့ဒေသတွေမှာမြေရေစီးဆင်းမှုတိတိတသာရော့ကျသွားပြီးဝေမြေရဲ့အချို့အပိုင်းတွေမှာရခိုင်နှစ်တွေထက်ရေပမာဏက30ရာခိုင်နှုန်းကျဆင်းသွားခဲ့ပါတယ်။တချိန်ကရေပြည့်နေတဲ့ရေလောင်ကန်တွေ၆ခန်းသွားပြီးမြေတွေကအကွဲ၆တွင်နေလို့နေပါတယ်။ဟန်နန်ဘီနယ်လည်းအလားတူပြင်းထန်တဲ့မိုးခေါင်ရေရှားမှုကိုရင်ဆိုင်နေရပါတယ်။ဥပမာအားဖြင့်မေလ10ရက်နေ့မနက်၈နာရီမှာလူဝမ်ရေလောင်ကန်ရဲ့ရေမျက်နှာပြင်ဟာ36.3မီတာအထိကျဆင်းသွားခဲ့ပြီး ရေထောင်နိုင်တန်းကကုဗမီတာတန်း360အထိကျဆင်းသွားခဲ့ပါတယ်။ရေတွေရုတ်တရက်ကျသွားတာကြောင့်ငားတွေအများအပြားကမ်းပေါ်မှာတင်ကုန်ပါတယ်။ပြည်နယ်တော်မှာရှိတဲ့ဂျုံကင်းတွေဟာ၆ထွေတဲ့အခြေအနေကိုရောက်နေပါပြီ။တရုတ်စိုက်ပျိုးရေးကဏ္ဍရဲ့စည်ရင်အင်းတွေရမိုးခေါင်ရေရှားမှုတန်းခန်းစားနေရတဲ့ဂျုံကင်းတွေဟာဧကရာပေါင်းများစွာကျဲပြတ်နေပြီးအထွတ်နှုံးကောင်းဖို့မဖြစ်နိုင်တော့ပါဘူး။ကန်စုပြည်နယ်မှာလည်းမိုးခေါင်ရေရှားမှုကနေရာပြများပြကိုပြန့်နှံ့နေပါဗျ။ မိုးလေဝသစောင့်ကြည့်ရေးတွေအရပြည်နယ်ရဲ့အများစုမှာမိုးရေချင်းကလာနေချီပြီးပုံမှန်ပြန်မျှထက်90ရာခိုင်နှုန်းကျော်လျော့နေနေပါတယ်။ Weather China website ရဲ့ဖော်ပြချက်အရမေလ20ရက်နေ့မှာတရုတ်မြောက်ပိုင်းမှာကျယ်ပြန့်တဲ့အပူချိန်မြင့်မားမှုတွေဆက်လက်ဖြစ်ပေါ်နေပါတယ်။စန်ချီဟန်နန်နဲ့နင်းရှောင်တို့ကအချို့နေရာတွေမှာမြေပြင်အပူချိန်80ဒီဂရီစင်တီဂရိတ်ကျော်မှတ်တမ်းတင်ခဲ့ပါတယ်။အဲဒီထဲမှာစန်ချီကယွမ်ချန်းက82.6ဒီဂရီစင်တီဂရိတ်ထိရောက်ရှိခဲ့ပြီး ဟန်နန်က MJI round နဲ့လင်ဂီတို့ကသူတို့ဒေတာရဲ့မေလအပူချိန်စံချိန်တစ်ကိုချိုးဖြတ်ခဲ့ကြပါဗျ။မေလ22ရက်နေ့ညနေ6နာရီမှာ အမျိုးသားမိုးလေဝသဗဟိုဌာနကမိုးခေါင်ရေရှားမှုအဝါရောင်သတိပေးချက်ထုတ်ပြန်ခဲ့ပါဗျ။သတိပေးချက်အရစန်ချီ၊ဟန်နန်၊ရှန်နီ၊ကန်းစုနဲ့အခြားပြည်နယ်တွေမှာပြင်းထန်တဲ့မိုးလေဝသမိုးခေါင်ရေရှားမှုတံခံစားနေရပါဗျ။အထူးသဖြင့်စန်ချီလေပိုင်း ဟန်နန်နောက်ပိုင်းနဲ့ကန်ဆူအရှိတောင်ပိုင်းတို့ဟာအထူးသဖြင့်ခြောက်သွေ့နေပါတယ်။အွန်လိုင်းမှာမျှဝေထားတဲ့ဗီဒီယိုတွေကဝေမြင့်ဟာခြောက်သွေ့နေတာကိုပြသနေပါတယ်။မြေကျမ်းပြင်ကအခုဆိုရင်မြက်တွေနဲ့ဖုံးလွှမ်းနေပြီးမိုးရွာသွန်းမှုမရှိတာကိုဖော်ပြနေပါတယ်။တစ်ချိန်ကမီတာရာချီကျဲခဲ့တဲ့ဝေမြင့်ရဲ့နောက်ထပ်အပိုင်းတစ်ခုဟာအခုဆိုရင်ရေဝတ်မြေအနည်းငယ်မျှသာကျန်ရှိတော့ပြီးဒါကအလွန်ဆိုးရင်စရာကောင်းတဲ့အခြေအနေလို့မှတ်ယူထားပါတယ်။ CCTV News ရဲ့ဖော်ပြချက်အရဆန်ဒီဟာလက်ရှိမှာပြင်းထန်တဲ့မိုးလေဝသမိုးခေါင်ရေရှားမှုတံခံစားနေရပြီးအချို့ဒေသတွေမှာအလွန်အမင်းမိုးခေါင်ရေရှားမှုတံကိုရင်ဆိုင်နေရပါတယ်။ဒီမိုးခေါင်ရေရှားမှုဟာ1930ပြည့်နှစ်နောက်ပိုင်းအစိုးရသုံးသမိုင်းဝင်ဖြစ်ပျက်တခုပါပဲ။စိုက်ပျိုးရေးထုတ်လုပ်မှုဟာလည်းဒီနှစ်မှာအကြီးအကျယ်ထိခိုက်ခဲ့ပါတယ်။ဧကရာပေါင်းများစွာရှိတဲ့6သွေးမြေဂျုံတွေဆုံးရှုံးခဲ့ရပြီးအချို့အခင်းတွေဆိုလုံးဝပျက်စီးသွားခဲ့ပါပြီ။ ဟန်နန်ရဲ့တောင်ကုန်းဒေသတွေမှာဂျုံထွက်နှုံနေပါပြီးပြောင်းဆိုင်ပြူတာတလနီးပါးနောက်ကျခဲ့ပါတယ်။ရှန်ဒီကအန်နန်နဲ့ရှာလိုဒေသတွေမှာသတ်မှတ်ပေးထားတဲ့ရေပေးဝေမှုတွေကိုစတင်ခဲ့ပါတယ်။ဒေသခံတွေဟာနေစဉ်ရေရရှိဖို့မိသက်ကားတွေကိုအားကိုးနေရပါတယ်။လက်ရှိမှာဟန်မြင့်ရဲ့မြေလက်တက်တွေ6တွေ့ကုန်ပြီးရေလောင်ကန်တွေရဲ့ရေလောင်နိုင်စွမ်းက90ရာခိုင်နှုန်းကျော်ကျဆင်းသွားခဲ့ပါတယ်။ဒေတာရင်းမီဒီယာတွေကဒေတာကန်တွေကိုရေးထွေတာသုံးဆွဲဖို့တိုက်တွန်းခဲ့ပါတယ်။ ဒါပေမဲ့လည်းချမ်းသာကြွယ်ဝသူများအတွက်ဖျော်ဖြေရေးနေရာတွေကတော့ထိခိုက်မှုမရှိဘဲဆက်လက်လည်ပတ်နေတာကိုသတိပြုမိကြပါရစေ။စံဒီတွဲမှာကောက်ကွင်း၅ခုပုံမှန်တိုင်းလည်ပတ်နေပါရစေ။ပုံမှန်ကောက်ကွင်းတစ်ခုဟာတစ်နေ့ကိုရေတန်ချိန်2000အထိသုံးနိုင်ပြီးလူ9000ရဲ့နေ့စဉ်လိုအပ်ချက်ကိုထောက်ပံ့ပေးနိုင်ပါရစေ။မိုးခေါင်ရေရှောင်းမှုတန်ခံစားနေရတဲ့ဒေသတွေမှာတော့ကောက်ကွင်းတွေဟာတစ်နေ့ကိုရေတန်ချိန်4000လိုအပ်နိုင်ပါရစေ။ကောက်ကွင်းသစ်တွေဆောက်လုပ်ခြင်းကိုနိုင်ငံတော်ဝန်ပိတ်ပင်ထားပြီးမြေ တရုတ်တဝန်းမှာကောက်ကွင်း600ကျော်ဆက်လက်တည်ဆောင်နေသေးပါအစိုးရကပြည်သူတွေကိုထောက်ပံ့မှုဂရုပေးထားတဲ့ရန်မုံငွေတွေကတော့ပြည်သူတွေစီမရောက်ဘူးလို့သတင်းတွေကဆိုပါတယ်တချိန်တည်းမှာပဲရွေးချေတာ30ဆဲ့ဖို့နဲ့ရေအသုံးပြုမှုကန့်သတ်ချက်တွေကပြည်သူတွေကြားမှာကျေပြက်နဲ့မကျေနပ်မှုတွေကိုဖြစ်ပေါ်စေခဲ့ပါတယ်အချို့ကြော်ညာတွေကတော့လူတွေကိုတကယ်ပဲတောသားထွက်စေပါတယ်ကဘာကြီးပုံလေးလာမှုနဲ့ရေကဲဝက်တွေရဲ့နေရင်းဒေသဆုံးရှုံးနေပုံတွေအကြောင်းပြောပါတယ် လူတွေကမြေအောက်ရေကိုအလွန်ကြုံသုံးဆွဲတာကြောင့်ကမ္ဘာမြေရဲ့လေပတ်မှုဝင်ရိုးပြောင်းလဲနေတယ်လို့ပြောပါတယ်။ရွေးချွေတာဘုတ်နဲ့ကာဝန်တိုင်းထုတ်လုပ်မှုလျှော့ချဖို့တိုက်တွန်းနေကြပါတယ်။ဒါပေမဲ့ဒါတွေကဘာကောင်းကျိုးမှမရှိပါဘူး။စန်ချီဒေတာကန်ချိုကအစိုးရရဲ့ရေးချွေတာရေးမူဝါဒကိုဆိုရှယ်မီဒီယာမှာလှောင်ပြောင်နေကြပါတယ်။အစိုးရက မကြသေးမီကရေးချွေတာရေးကိုအားပေးနေပါတယ်။ဒီနေ့ကစပြီးမနက်ခင်းမှာဟင်းသီးဟင်းရက်တွေကိုစံစေးရင်နဲ့စေကြမယ်။ဟင်းသီးဟင်းရက်စေပြီးရင်မျက်နှာသစ်မယ်။ ပြီးရင်ခြေထောက်ဆေးမယ်ပြီးရင်အဝတ်လျှော်မယ်နောက်ဆုံးရေရင်ကိုအဲ့ဒီရေနဲ့သုံးမယ်ဟုတ်တယ်အဲ့ဒီလိုပဲလုပ်တော့မယ်ကျွန်တော်တို့ကိုယ့်ဘာသာကိုယ်ကစပြီးရေချွေတာရမယ်ဆိုပြီးလောင်ပြောင်လာကြပါပြီဟန်နန်ဗနာရေးဌာနကမိုးခေါင်ရေချောင်းမှုတတ်တာစီဖို့အတွက်ရန်466တန်းကိုအရေးပေါ်ခွဲဝေပေးမယ်ပေးခဲ့တယ်လို့သတင်းတွေမှာအနှံ့အပြားဖော်ပြခဲ့ပါတယ်ဒါပေမဲ့တောင်သူလယ်သမားတွေရဲ့အကြီးမားဆုံးစိုးရိမ်ပူပန်မှုကတော့ဒီငွေကိုဘယ်လိုရရှိမလဲဆိုတာပါပဲ။ ငွေထုတ်ပြီးပြီလို့ပဲကြားရပေမဲ့ဘလို့အတိအကျတောင်းခံရမလဲဘသူစီကိုသွားရမလဲလွန်ခဲ့တဲ့ရက်နေငယ်ကမိုးနေငယ်ရွာခဲ့တာကိုမိုးအတုရွာတယ်လို့သတင်းပို့ခဲ့ကြပါတယ်အဲ့ဒီရန်466တန်းလုံး cloud seeding အတွက်အုံသွားတာလားဘသူမှရှင်းပြတာမရှိပါဘူးလို့ဒေတာကန်တယောက်ကဆိုပါတယ်တရုတ်နိုင်ငံတဝမ်းမှာဆိုရင်ပြင်းထန်တဲ့မိုးခေါင်ရေရှားမှုတွေမိုးသီးမုန်တိုင်းတွေနဲ့ရေကြီးမှုတွေကကွေ့ရန်ဒေတာမှာကျယ်ပြန့်တဲ့ပျက်စီးဆုံးရှုံးမှုတွေကိုဖြစ်စေခဲ့ပါတယ် မေလ20ရက်နေ့မနက်အစောပိုင်းမှမိုးတောက်ချိန်အထိကိုရန်ဟာရှားပါးပြီးပြင်းထန်တဲ့မိုးချိန်တန်တွေနဲ့လျက်စီးလက်မှုတွေကိုကြုံတွေ့ခဲ့ရပါတယ်။ရှင်းနိုင်ကျော်အတွင်းလျက်စီးကြောင်း13000ကျော်ဖြစ်ပေါ်ခဲ့ပြီးအမြင့်ဆုံးလျက်စီးကြောင်းက193ကီလိုအထိရောက်ရှိခဲ့ပါတယ်။လျက်စီးရဲ့ပြင်းထန်မှုကအလွန်ရှားပါးပါတယ်။ဒေသခံတွေထိတ်လန့်ခဲ့ကြပြီးမိုးချိန်တန်ကိုသဘာဝတကျဖြစ်မနေဘူးလို့ဖော်ပြခဲ့ကြတာမိုးနဲ့မင်းကြီးတယောက်ဒေါသတကြီးအော်ဟစ်နေရာနဲ့နှိုင်းရှင်ပြောဆိုနေခဲ့ကြပါတယ်။ ကိုရံမိုးလေဝသဌာနရဲ့အချက်အလက်တွေအရမေလ20ရက်နေ့သကောင်ရံမှမနက်၈နာရီအတွင်းကိုရံဟာတနှစ်တာရဲ့အပြင်းထန်ဆုံးလျှက်စီးလက်မှုတွေကိုကြုံတွေ့ခဲ့ရပါတယ်။ဒီ၈နာရီအတွင်းစုစုပေါင်းလျှက်စီးကြောင်း13600ဖြစ်ပေါ်ခဲ့ပြီး9800ခန့်ကမြေပြင်သို့ထိမှန်တဲ့လျှက်စီးတွေဖြစ်ပြီး9800ကျော်ကမိုးတိမ်ခြင်းထိမှန်တဲ့လျှက်စီးတွေဖြစ်ပါတယ်။ကွေကျုံမိုးလေဝသဘီရိုရဲ့ရာသီဥတုစင်တာလက်ထောက်ညွှန်ကြားရင်မူလီဘီကတရုတ်မီဒီယာကိုပြောကြားရမှာ လက်ရှိမိုးချိန်တန်လှိုင်းရဲ့ပြင်းထန်မှုနဲ့ကြိမ်ထုံးကကွေကျိုးပြည်နယ်မှာတော့အလွန်ရှားပါးတယ်လို့ပြောပါရယ်။အွန်လိုင်းမှာပြန့်နှံ့နေတဲ့ဗီဒီယိုတွေမှာညဘက်မှာမိုးချိန်တန်တွေကျဲလောင်နေပြီးလျက်စီးတွေကကောင်းငင်ကိုပုံတံတန်အမျိုးမျိုးခွဲချမ်းနေတာကြောင့်ကြောက်စရာကောင်းတဲ့မြင်ကွင်းကိုဖန်တီးနေပါရယ်။ဒေတာကဲအင်တာနက်အသုံးပြုသူတွေကမသိတဲ့သူတွေကစစ်ပွဲဖြစ်တယ်လို့ထင်ကောင်းထင်လိမ့်မယ်။ရုပ်ရှင်တွေမှာသုံးတဲ့အထူးပြုလုပ်ချက်တွေလိုပဲကြောက်စရာကောင်းလို့အိယာကနေလန့်လို့သွားခဲ့တယ်။ ကျွန်တော်လည်းမိုးချိမ့်တန်နဲ့လျှက်စည်းလက်တာကိုကြောက်လန့်ပြီးမှတ်တမ်းတင်ဖို့အလှည့်မြန်လုပ်ခဲ့ရတယ်။တကယ်ကိုကြောက်စရာကောင်းတယ်လို့မှတ်ချက်ပြုခဲ့ကြပါတယ်။အချို့အင်တာနက်အသုံးပြုသူတွေက2025ခုနှစ်မှာတရုတ်နိုင်ငံဟာအထူးသဖြင့်ပုံမှန်မဟုတ်တော့ဘူးလို့ဆိုကြပါတယ်။ပြင်းထန်တဲ့သဘာဝဘေးရန်ရီထူးခြားတဲ့ရာသီဥတုတွေမကြာခဏဖြစ်ပေါ်နေပြီးပြည်သူဆန္ဒပြမှုတွေလည်းရခိုင်နှစ်တွေကထက်တိတိတတ်တာမြင့်တက်လာခဲ့ပါတယ်။မေလ20ရက်နေ့ကခုဝင်းမူ TV ရဲ့ဆိုရှယ်မီဒီယာအကောင့်ကဗီဒီယိုတစ်ခုအရာ ရှန်တုံပြည်နယ်မန်ချင်မြို့ကဒေသခံတွေဟာအစုလိုက်ပြုံလိုက်ဆန္ဒပြခဲ့ကြပြီးရဲတပ်ဖွဲ့ကအကြမ်းဖက်နှိမ်နှင်းခဲ့တာကြောင့်ဖမ်းဆီးခံရသူအများပြားရှိခဲ့ပြီးအချို့ကတော့ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။အစိုးရကလုံဆောင်ရမယ့်တာဝန်တွေအတွက်ကတိဖြတ်ခဲ့တယ်လို့အစီရင်ခံသားကဆိုပါတယ်။ရွာပေါင်းညာနယ်ချီကရဲတပ်ဖွဲ့ကိုခုခံတိုက်ခိုက်ပြီးသူတို့ရဲ့အိမ်တွေနဲ့မြေတွေကိုကာကွယ်ခဲ့ကြပါတယ်။ မေလ18ရက်နေ့မှာမန်ချင်မြို့တုံပိုးခရိုင်တောင်ရံရွာမှာဂျွာသားတထောင်ကျော်ဟာဆက်မှုဆောင်ကိုသွားတဲ့အဓိကလမ်းမကြီးတွေကိုပိတ်ဆို့ပြီးဆန္ဒပြခဲ့ကြပါတယ်။သူတို့ဟာတစ်သားတွေစပိန်တွေနဲ့သူတို့ရဲ့ကိုခန္ဓာတွေကိုအသုံးပြုပြီးအတားအဆီးတွေကိုဖန်တီးကာအစိုးရကို ပြောင်းရွှေ့ပေးဖို့ကတိတည်ဖို့နဲ့တချိန်ကရရှိခဲ့တဲ့လေကောင်းလေတက်နဲ့ကျမ်းမာနေနေထိုင်မှုအခြေအနေတွေကိုပြန်လည်ရရှိဖို့တောင်းဆိုခဲ့ကြပါတယ်။ဂျွာသားတွေဟာကောင်းငင်ပြာကို ပြန်ပေးပါပြောင်းရွှေ့ကတိတွေကိုတီးပါကျွန်တော်တို့အသက်ရှင်နေတယ် စားတဲ့ဆောင်ပုတ်တွေရေးထားတဲ့ဆိုင်းပုတ်တွေကင်ဆောင်ခဲ့ကြပြီးအစိုးရကလိန်နေတယ်။အစိတ်တက်ငွေတွေကကျွန်တော်တို့ကိုဒုက္ခပေးနေတယ်။အမှန်တရားကိုလိုချင်တယ်။တရားမျှတမှုကိုလိုချင်တယ်။စားတဲ့ဆောင်ပုတ်တွေကိုအော်ဟစ်ခဲ့ကြပါတယ်။ဆန္ဒပြသူတွေထဲမှာသပင်းဖြူနေတဲ့တက်ကြီးရွယ်တွေနဲ့ကလေးငယ်တွေကိုပွေချီထားတဲ့မိခင်ငယ်တွေလည်းမိခင်တွေလည်းပါဝင်ခဲ့ပါတယ်။ဒိုင်းတွေနဲ့ဒုတ်တွေကင်ဆောင်ထားတဲ့ရဲရဆီအများပြားရောက်လာပြီးလူစုခွဲဖို့အမိန့်ပေးခဲ့ကမလိုက်နိုင်ရင်ကျိုးဆက်တွေရှိမယ်လို့ချိန်ချောက်ခဲ့ပါတယ်။ ွာသားတွေကသူတို့ပြဿနာရှာတာမဟုတ်ပဲအတင်းအကျပ်လှုပ်ဆောင်ခံရတာဖြစ်တယ်လို့ရှင်းပြတဲ့အခါရဲတွေကသူတို့ရဲ့စကားကိုလှစ်လူရှုပြီးဆန္ဒပြခဲ့ကြတဲ့ area ကိုစတင်ရှင်းလင်းဖို့စတင်ခဲ့ပါတယ်။အသက်60ရွယ်မျိုးသားတအူးကိုဒုံးနဲ့ရိုက်နှက်ခဲ့တာကြောင့်လဲကျသွားခဲ့ပြီးမိခင်ကိုကာဝယ်ဖို့ကြိုးစားခဲ့တဲ့လူငယ်တအူးကိုတော့ရဲတွေကအတင်းအကျပ်ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။အာဏာပိုင်တွေကဆန္ဒပြမှုကိုလှင့်မြန်းသွားနှိမ်နင်းခဲ့ပြီးရဲတွေကလူအုပ်ကိုလူစုခွဲဖို့ကြမ်းဖက်မှုအသုံးပြုခဲ့ကကျွာသားများပြားကိုဖမ်းသီးရိုက်နှက်ခဲ့ပြီး အချို့ကတော့ပျောက်ဆုံးနေသေးဖြစ်ပါတယ်ဖြစ်စဉ်နဲ့ပတ်သက်တဲ့သတင်းအချက်အလက်တွေကိုတရုတ်ဆိုရှယ်မီဒီယာပလက်ဖောင်းတွေကနေလင်းမြန်သွားဖျက်ပစ်ခဲ့ပြီးဗီဒီယိုတွေနဲ့ post တွေကလည်းတညာရင်းချင်းပျောက်ကွယ်သွားခဲ့ပါတယ်တုံဘိုးခရိုင်မီရှန်မြို့ရဲ့မဟာပြွာမြောက်နေရာတစ်ခုဖြစ်ခဲ့မှုတွေတောင်ရံရွာဟာအရင်တုန်းကကောင်းမွန်တဲ့အခြေအနေအတွက်နာမည်ကြီးခဲ့ပါတယ်ဒါပေမဲ့2000ပြည့်နှစ်ကစပြီးဒေသဆိုင်ရာအာဏာပိုင်တွေကရွာပတ်လယ်မှာစက်မှုဇုံကြီးတစ်ခုတည်ဆောက်ပြီးစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုအားပေးခဲ့ပါတယ် ဒီဆောင်မှာအခုဆိုရင်စေဝါဆက်ယုံတွေဓာတုဆက်ယုံတွေနဲ့ခြင်ဆက်ယုံတွေရှိနေပြီးအစိုက်တန်းငွေတွေနဲ့ဓာတုပစ္စည်းနဲ့တွေကရွာကိုစတင်လွှမ်းမိုးလာခဲ့ပါတယ်။အရင်တုန်းကရွာမှာလေကောင်းလေတန်းရှိပြီးညဘက်ဆိုရွာသားတွေဟာဖားဟော်တန်းတွေကိုကြားနိုင်ခဲ့ပါတယ်။အခုတော့ပြင်ထွက်လိုက်တာနဲ့ပြင်းထန်တဲ့အနံ့ဆိုးတွေနဲ့သူတို့ရဲ့လေကြောင်းတွေကိုဆက်လာတာကိုခံစားကြရပါတယ်။ရွာသားတို့ဖြစ်တဲ့မစ္စတာဂျန်ကချောင်းဆိုးနေကြတယ်လို့ပြောပါတယ်။ ရွာရင်းရေရင်းတွေကအဝါရောင်စတင်ပြောင်းလဲလာပြီးတရိတ်ဆန်တွေတောင်အဲ့ဒီရေကိုတောက်ပြီးနောက်ပိုင်းဖျားနာလာကြပါတယ်။2024ခုနှစ်မှာဒေသခံဆရာဝန်တူကဒီလိုပတ်ဝန်းကျင်ကို ရေရှိထိတွေ့ခြင်းကအသက်ရှူလမ်းကြောင်းဆိုင်ရာယောဂါတွေနဲ့ကင်ဆာကိုယ်တော်ဖြစ်စေနိုင်တယ်လို့တီးတန့်သတိပေးခဲ့ပါတယ်။ဒါပေမဲ့အစိုးရကတော့ဘယ်တော့မှပတ်ဝန်းကျင်ဆိုင်ရာအစီရင်ခံစာတွေထုတ်ပြန်တာမရှိပါဘူး။ရွာသားတွေကိုပို့ပြီးဒေါသထွက်စေတာကတော့နေရာသိမ်းသိမ်းမှုလုပ်ငန်းစဉ်အတွင်းအစိုးရရဲ့ကတိတွေမတည်ခဲ့တာပါပဲ။ 2005ခုနှစ်မှာဒေတာဆိုင်ရာအာဏာပိုင်တွေနဲ့စောက်လုပ်ရေးသမားတွေကစက်မှုသုံးပြီးသီးတာနဲ့တောင်ရရွာကိုခိမီအင်အာရီနဲ့ရော်ကျင်းဝင်တွေပေးပြီးနေရာအစ်ကိုပြောင်းရွှေ့ပေးမယ်လို့ကတိပေးခဲ့ပါတယ်။အခုတော့နှောက်နေနေပါတယ်။အခုတော့နှစ်20ကြာသွားပြီဖြစ်ပေမဲ့ပြောင်းရွှေ့မှုကမဖြစ်သေးပဲရွာသားတွေရဲ့တောင်းဆိုချက်ကိုအမြဲတမ်းနှောက်နေစီအောင်ဆောင်ရွက်နေပါတယ်။ရွာသူတို့ဖြစ်တဲ့ Miss Lee ကသူတို့ကကျမတို့ကိုစောင့်ဟိုင်းနေဒါပေမဲ့ပတ်ဝန်းကျင်လေတုကပို့ပို့ပြီးဆိုးရွားလာနေတယ်။ ကလေးတွေတောင်ခြံထဲမှာကစားဖို့မရဲတော့ဘူးအစိုးရရဲ့အဖြေကအမြဲတမ်းနောက်ထပ်ခဏလေးစောင့်ပါဆိုတာပါပဲဒါပေမဲ့ကျမတို့ဘလောက်ကြကြစောင့်ရအောင်ပါလဲကျမတို့တိုင်ကြားပိုင်ခွင့်တောင်မရှိဘူးကျမတို့ရဲ့ဖုန်းတွေတောင်စောင့်ကြည့်ခံနေရတယ်လို့ပြောပါတယ်ဆက်ဆက်မှုတစ်ခုအနေနဲ့တချိန်ကကမ္ဘာအကြီးဆုံးလေဆိပ်ဖြစ်မြင့်တင်ခဲ့တဲ့ပေကျင်းဒါရှင်အပြည်ပြည်ဆိုင်ရာလေဆိပ်ဟာမကြသေးမီကမတရားတဲ့ကြောကြေးပေးမှုနဲ့အင်ယာ area တွေကျုံသွားတာနဲ့ပတ်သက်တဲ့ပြဿနာတွေဖော်ထုတ်ခံခဲ့ရပါတယ် တရုတ်သမ္မတရှီကျင်းဖင်ကိုရိုင်းဆုံးဖြတ်ချက်ချခဲ့တဲ့အဓိကစီမံကိန်းတစ်ခုဖြစ်တဲ့ဒါရှင်းလေစိတ်ကိုနိုင်ငံရဲ့ဂုဏ်ချက်တရေဖြစ်သတ်မှတ်ခဲ့ပါတယ်။ဒီလေစိတ်ဟာပေကျင်းနဲ့ဟဲဘေးနှစ်ခုလုံးကိုဖြန့်ကျက်ထားတဲ့150တူယန်ကီလိုမီတာကျယ်ဝန်းနဲ့လင်ကောင်းစီးပွားရေးဆောင်မှာတည်ရှိပါတယ်။ဒီဧရိယာမှာ100ကီလိုမီတာလမ်းဖန်မှာတည်ရှိပြီးရွာဆယ်ရွာကျော်နဲ့ထောင်ပေါင်းများလာသောအိမ်ထောင်စုတွေပါဝင်ပါတယ်။2020ပြည့်နှစ်မေလမှာလမ်းဖန်က လေစိတ်အတွက်မြေယာသိမ်းသိမှုကို10ရက်အတွင်းပြီးစီးခဲ့ပြီး ပြောင်းရွှေ့လာတဲ့ရွာသားတွေကို ARE ပေးမယ်လို့ကတိပြုခဲ့ကာအိမ်တွေကိုရေးချယ်ခွင့်ပေးခဲ့ပါတယ်။ဒါပေမဲ့ဒါရှင်းလေတဲ့ AR စီမံကိန်းဟာ2025ခုနှစ်ဧပြီလမှာအိမ်တွေကိုစတင်ပေးပို့ခဲ့ပြီးအိမ်တွေရဲ့ရွယ်စားကတိတိတသာရှော့ချခံထားရကာအိမ်သုံးပစ္စည်းတွေနဲ့ပြိဘောကထဲပို့တော့မလုံလောက်တဲ့အခန်းငယ်လေးတွေသာရှိနေတာကြောင့်ရွာသားတွေရဲ့ကြဲကြဲပြန့်ပြန့်ခုခံမှုတွေဖြစ်ပေါ်စေခဲ့ပါတယ်။မေလာကစပြီးဘာရှန်ရွာ၊ဘန်လီရွာနဲ့ဟူဝင်းရွာအပါအဝင် ရွာဆွဲရကျော်ကဒေသခံတွေဟာ ဆန္ဒပြပွဲအကြိမ်ကြိမ်ပြုလုပ်ခဲ့ကြပါတယ်။ဒေသခံရွာသားတို့ဖြစ်တဲ့မစ္စတာလီယိုကမေလ12ရက်နေ့မှာရွာသားတွေဟာကိုရန်ခရိုင်အစိုးရရှိမှစုဝေးပြီးငွေပြန်အမ်းဖို့တောင်းဆိုခဲ့ကြတယ်လို့ပြောပါတယ်။ရွာသားအလုံးကဈေးကွက်ပေါက်သေးတဲ့ရောကြေးရရှိဖို့တောင်းဆိုတဲ့အတနာခံစာကိုလက်မှတ်ထိုးခဲ့ကြပြီးအချို့ကတော့ကိုတိုင်အိမ်တွေဝယ်နေကြတယ်လို့သူကထပ်လောင်းပြောပါတယ်။ရွာသားအလုံးကအင်ယာကိုညင်းပယ်ဖို့အတနာခံစာကိုလက်မှတ်ထိုးခဲ့ကြတယ်။ ဒါကိုပြောင်းလဲလို့မရဘူးဆိုရင်လုံးဝပြန်လဲတိဆောက်ဖို့တောင်းဆိုမယ်လို့သူကပြောပါတယ်။မြို့တော်ဆိုရက၃ရက်တွင်အကြောင်းပြန်မယ်လို့ကတိပေးခဲ့ပေမဲ့တပတ်ကြာပြီဖြစ်ပေမဲ့ဘာသာမှမကြားရသေးပါဘူး။မစ္စတာလီယိုကဆန္ဒပြမှုကပြင်းထန်တဲ့ဖိအားနဲ့စောင့်ကြည့်မှုတွေကိုရင်ဆိုင်နေရတယ်လို့ဖော်ထုတ်ခဲ့ပါတယ်။ပြည်သူလူထုတဲရွေးချယ်တင်မြှောက်ထားတဲ့ကိုယ်တိုင်တွေအားလုံးတတိပေးခံရအတန်တိတ်ခံရပြီးစောင့်ကြည့်ခံနေရပါတယ်။ရှင်းနေငှားဖို့ကြိုးစားခဲ့တဲ့အောင်သူတို့ကအမှုလက်ခံဖို့ငြင်းဆန်ခဲ့ကြပါတယ်။ ဒီဆန္ဒပြမှုနဲ့ online ကသတင်းအချက်အလက်တွေကိုဖုံးကွယ်ဖျောက်ဖျက်မှုတွေကကြွားသားတွေကြားမှာပြင်းထန်တဲ့မကျေနပ်မှုတွေကိုဖြစ်ပေါ်စေခဲ့ပြီးဆန္ဒပြသူအချို့တောင်ဖမ်းဆီးခံခဲ့ရပါတယ်။ဒီအစီရင်ခံစာတွေကတရုတ်နိုင်ငံမှာဖြစ်ပျက်နေတဲ့အဖြစ်ပျက်တွေဟာယာတိဥတုပြောင်းလဲမှုတွေကနေစအစိုးရရဲ့ထိန်းချုပ်မှုတွေအထိဗတ်ပေါင်းတုံကနေရှုပ်ထွေးနေတယ်ဆိုတာကိုရှင်းရှင်းလင်းလင်းပြသနေပါတယ်။တာမန်ပြည်သူတွေရဲ့ဘဝဟာဘလို့ထိခိုက်ခံစားနေရလဲဆိုတာမြင်သာပါတယ်။တစ်ဖက်မှာမိုးခေါင်ရေရှားမှုတန်း ရေကြီးမှုတန်းဓာတုညဉ့်ဉဏ်မှုတန်းတွေနဲ့ရင်ဆိုင်နေရတယ်။နောက်တစ်ဖက်မှာအစိုးရရဲ့တည်င်းအချက်လက်ထိန်းချုပ်မှုတွေစင်စာဖြတ်တောက်မှုတွေတောင်သူလယ်သမားတွေရဲ့အခွင့်အရေးချိုးဖောက်ခံရမှုတွေကပြည်သူတွေရဲ့မကျေနပ်မကျေနပ်မှုကိုပိုပြီးမြင့်တက်စေနိုင်ပါတယ်။အင်တာနက်စင်စာဖြတ်တောက်မှုတွေကဗဟုချုပ်ကင်မှုကနေဒေတာလိုက်ပုံမှုပြင်းထန်လာပြီးအင်တာနက်ကျုံများလို့ဖြစ်ပေါ်လာနိုင်တဲ့အလားအလာတွေလည်းရှိနေပါတယ်။ဒီလိုအခြေအနေမျိုးမှာပြည်သူတွေရဲ့အတန်းတွေဟာဘလောက်အထိအရေးပါပြီးဘလို့အခက်ခဲတွေနဲ့ရင်ဆိုင်နေရသလဲဆိုတာ ျွန်တော်တို့မြင်တွေ့နေရပါတယ်။ဒီအဖြစ်ပြက်တွေဟာတရုတ်ပြည်ရင်းရဲ့အခြေအနေတွေမကပဲကဘာကြီးရဲ့ယာတီဥတုပြောင်းလဲမှုနဲ့အချက်အလက်လွတ်လပ်ခွင့်ဆိုင်ရာစိန်ခေါ်မှုတွေပေါ်ဘလို့တက်ရောက်မှုရှိနိုင်တယ်လဲဆိုတာကိုစဉ်းစားကြရဖြစ်လာစီပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။